ိုရင်9လလောက်မှာမျိုးသားဖောက်ပြန်လာတယ်အမကလေးမွေးဖို့သူရှိရမွေးစိတ်အမတောင်းတာမဟုတ်ဘူးเนาะအမရဲ့သူတုံးဖြုံးခဲ့တဲ့သူ့မိသားစုကိုထောက်ပံ့ခဲ့တဲ့ဟာတွေအကုန်လုံးပေါ့เนาะအမရဲ့ပစ္စည်းဆုံးရှုံးခဲ့တဲ့ဟာတွေအကုန်လုံးသူရှိရနေပြန်တောင်းတယ်တောင်းတော့သူကဘာပြောလဲဆိုတော့အမတိုင်ရှင်တဲ့တရားတိုင်းတဲ့သူကယူမဆိုင်ဘူးတဲ့နစ်ကလေးအတွက်လည်းငါထောက်ပံ့ပေးနိုင်ဘူးတဲ့ အမနဲ့ခုနလမှာအမသူ့ကိုကွဲလိုက်တယ်အိမ်မကလည်းအမတယောက်လှုပ်စာပဲရှိတဲ့ခါကျတော့အမေကလည်းစမ်းမရေးမကောင်းဘူးအမျိုးသားကလည်းလက်ရှိမှာနောက်မိန်းမယူသွားတဲ့ခါကျတော့ကိုကဒီကလေးနဲ့ကရှေ့ဆက်ဖို့ဆိုတာဟိုကိုအလုံးလုံးမှအဆင်ပြေမှာလေစဆောက်ဆုံးမောင်းတော့ကတော့ကြုံဘူးတယ် အဲ့လိုမျိုးပေါ့နော်ကားပေါ်တက်လာတယ်တက်လာပြီးွားလို့ရှိလို့ချင်းရင်စည်းကားလို့ဘာလို့ထဲ့ခံနေကြမှာဩမင်းကလေးမောင်းတာဆိုပြီးပြန်ဆင်းသွားတာမျိုးတွေတော့ရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့မကြုံတွေ့ရတော့ပါဘူးတပတ်လုတ်တပတ်နဲ့ကြတော့ဗျမ်းပင်ပန်းနေပေါ့နော်ခလေးငယ်တော့ကလည်းမအိပ်ရတဲ့ရက်တွေအများကြီးပဲသားလေးကအိပ်ပြန်လို့ရှိလို့ချင်းသူ့ကိုယ်သူသားသားပေါ့နော် မေမေပေါ့အဲ့လိုမျိုးလေးတွေခေါ်တာလေးတွေရှိနေတယ်ဟုတ်ပါဘူးအမောပြေရပါဟုတ်အမောပြေပါလေရှင်မောင်မင်္ဂလာပါရှင်မင်္ဂလာပါရှင်မနေ့မယ့်မမျက်ရည်မပါရှင်အမတော့ခုပေါ့နော်ဟိုက Wi-Fi ရဲ့39ရင်းလိုက်မှာပါဝါလေးလေးရင်းလိုက်မှာမောင်းနေပါလေရှင် GPS မောင်းတာကြာပြီလားဟုတ်ကြာပါပြီရှင်အမ Wi-Fi ရဲ့မောင်းတာဆိုလို့ရှိလို့ရှိရင်၈နှစ်ကျော်လောက်ရှိပြီရှင်ပြောရတော့ဟိုပါပေါ့အမအရင်ဆုံးပေါ့နော် Wi-Fi ရဲ့ရင်းလိုက်ဟိုကအမ ဟိုကကားဆမောင်းတာမဟုတ်ဘူးရှင် YB ရဲ့ရင်တိုင်းမှာဟိုကရင်မဲအဖြစ်နဲ့စပြီးတော့လိုက်ခဲ့တာပဲအသက်20 25လောက်ပါစပြီးတော့ရင်ကူဆိုတော့စပယ်ယာလိုက်တဲ့သဘောပေါ့နော်စပယ်ယာရင်ကူအမျိုးသမီးဝန်ဆောင်မှုပေးတယ်ဝန်ဆောင်မှုပေးပြီးတော့နောက်ပိုင်းကျတော့ဒီရင်ကူတွေမထားတော့ဘူးเนาะမထားတာခေတ်ကနေ YB စနစ်ကိုပြောင်းမယ်ဆိုတော့ရင်ကူမထားတော့ဘူးအဲ့တော့ဆရာကိုတေလေးကနေပြီးတော့မေးတယ် ဟာရင်မယ်တွေပေါ့နော်ရင်မယ်တွေကိုမလုပ်ရှင်လဲအပြင်မှာစီးပွားရေးလုပ်ရှင်လားဒါမှမဟုတ်ရှင် YB ရဲ့မောင်းချင်လာပြီးတော့အမကတော့ YB ရဲ့ဝါနာပါလို့ဆရာကို YB ရဲ့သင်ခန်းကြီးတော့ YB ဘောတမောင်းလာပါရှင်ဒီကားကြီးကိုပဲပထမဆုံးမောင်းပြလာပါရှင်စပိုင်းတော့ဈေးတက်တယ်ဆိုင်ကယ်တော့အခုချိန်ထိမှမောင်းဘူးရင်မယ်လိုက်တယ်ရင်မယ်လိုက်တော့ဟိုအဆင်ပြေမှုရှိတယ်အဆင်မပြေမှုရှိတယ်ပေါ့နော်တချို့ဆိုလို့ရှိလို့ရှင်ဆရာကနေပြီးတော့ကားမောင်းလေးထွင်းပြဖို့သင်ခိုင်းပေးတယ်တချို့ကဆိုလို့ရှင်ဆရာတိုင်းငွေတဲတီတောင်ပေးမထိုင်တဲ့အနေအထားမျိုးဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုဖြစ်ခဲ့တော့ ငါလဲဟို သူများလိုပဲလူပဲပေါ့နော်လူတွေကလူတယောက်ပဲဒန်းလူပဲငါလဲကားမောင်းတက်ရမယ်ဆိုတဲ့သဘောနဲ့ရင်ကူလိုက်ရင်ကနေပြီးတော့ဒီဆရာတွေရဲ့ကားယူပုံယူနီးလေးတွေကလက်လီပါနင်းပုံနီးလေးတွေကိုရင်မဲလိုက်ရင်လည်းအနောက်ကနေပြီးတော့သူတို့ရဲ့မောင်းပုံလေးတွေကိုအမြင်နဲ့ကြည့်ပြီးတော့တက်တာများပါလိမ့်ရှင်စဆောက်ဆုံးမောင်းတော့ကတော့ကြုံဘူးတယ် ဲ့လိုမျိုးပေါ့နော်ကားပေါ်တက်လာတယ်တက်လာပြီးွားလို့ရှိတော့ချင်းရင်စည်းကားလို့ဘာလို့ထဲခံနေကြမှာအော်မိန်းကလေးမောင်းတာဆိုပြီးပြန်ဆင်းွားတာမျိုးတွေတော့ရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့မကြုံတွေ့ရတော့ပါဘူးရှင်မိသားစုဝင်ရှိပါတယ်ရှင်မိသားစုဝင်ကတော့မမေရဲ့အခုပေါ့နော်ตาလေးမွေးထားတယ်ตาလေးရဲ့အမရဲ့အခုဒီ YB ရဲ့39ထဲမှာပဲအကိုတယောက်လည်းမောင်းနေပါတယ်ရှင်ဟုတ်ကဲ့ရှင်တအိမ်လုံးကတော့အမတယောက်ပဲအလုပ်ရှိပါတယ်ရှင်ตาလေးကအခုတနှစ်နဲ့6လထဲမှာပါ ငယ်လေးပဲရှိသေးတယ်ရှင်ဖွားရင်လည်းမหนีခဲ့ရဘူးအဲဖွားရေဖွားကတော့ခြေတော့မကောင်းအမေကမထိန်ပေးနိုင်ဘူးအိမ်မကလည်းအမအတယောက်လှုပ်စာပဲရှိတဲ့ခါကျတော့အမေကလည်းကျန်းမာရေးမကောင်းဘူးအမျိုးသားကလည်းလက်ရှိမှာနောက်မိန်းမယူသွားတဲ့ခါကျတော့ကိုကဒီကလေးနဲ့ကရှေ့ဆက်ဖို့ဆိုတာဟိုကိုအလုံးလုံးမအစင်ပြေမှာလေကိုလုံးလုံးမအစင်ပြေမှာဆိုတော့အဲ့တော့ဟိုသားလေး၅လလာထဲကအလုပ်ကိုပြန်လုပ်တယ်အမကိုလှမ်းခေါ်လိုက်တယ် အမကစိတ်ယုံအထဲချုပ်ကနေထွက်ပြီးတော့ဒီမှာကလေးလေးလာထိုင်နေပါတယ်ရှင်ကလေးတစ်ပတ်လှုပ်တစ်ပတ်နဲ့ကျတော့ဘယ်လိုမျိုးရှိလဲဆိုတော့အရန်ပင်ပန်းနေပေါ့နော်ကလေးငယ်တုန်းကလည်းမအေးရတဲ့ရက်တွေအများကြီးပဲအမျိုးသားတော့အမတော့ဗောနော်အမျိုးသားတော့အမကိုဝင်9လနဲ့ကွဲသွားတာရှင်သူလည်းအရင်ကဒီ YB က39မောင်းတာပဲ39မောင်းရင်းနဲ့ကိုရေမေတ္တာမျှပြီးတော့ယူလိုက်ကြတယ်ယူလိုက်တော့ယူလာတော့သူရှစ်ကိုရှစ်ယူကြတာဗောယူလဲဆိုတော့နောက်ပိုင်းကျတော့အမျိုးသားကိုဝင်အမတိတဲ့အချိန်ဗောနော် ကိုရင်၅လလောက်မှာအမျိုးသားကဖောက်ပြန်လာတယ်ဖောက်ပြန်လာတော့ဒါမဲ့ကိုလဲဟိုဘယ်လိုပြောမလဲဆိုတော့မိမသားတည်းကမိမသားတယောက်ပဲလေကိုဝင်ကလေးကိုဝင်ရနေပြီအတွက်ကြောင့်ငါကလေးလေးမှာဖအေးဆိုတဲ့ခေါ်ဝင်လေးရှိအောင်ပေါ့နော်အတက်နိုင်ဆုံးအမကြိုးစားပြီးတော့တဲကြီးခံပေးတယ်သူ့ကိုဒါပေမဲ့သူကဟိုဘယ်လိုပြောမလဲဆိုတော့တဲကြီးခံလေးရောက်တက်လေးအမကသူ့ရဲ့လှုပ်စာလည်းမစားရဘူး အမအရင်တော့ရှာထားတဲ့ပစ္စည်းတွေရောင်းချပြီးတော့အမဒီကလေးကိုဝေးရတယ်မိသားစုကအမကိုအကိုတွေအမတွေကထောက်ပံ့တယ်အမေကဒီလိုမျိုးဟိုအမေကမေတ္တာနဲ့ကိုယ်ကိုအားရင်နေပေးတယ်သူအိမ်မွားဆင်းသွားတော့ဆိုရင်အမလက်ထဲမှာပတ်စံလေး1000ပဲကျန်ခဲ့တယ်စေးကန်းတောင်ပြဖို့ပတ်စံမရှိဘူးပေါ့နော်အဲ့လောက်ထိဘဝဆိုးခဲ့တယ်ပေါ့နော်ဟိုသူလှုပ်သွားသည်အမမှာဘာမှမကြံအောင်ကုန်းကောက်ဆရာမရှိအောင်အမကိုလှုပ်သွားတယ်ဒါမဲ့အမကပေါ့နော်ဟိုအရင်တော့သူ့ဘိုးအဲ့လိုမျိုးလေး သူအိမ်တော်ကြီးဖောက်ပြန်တယ်ကိုကနားလည်မှုလေးနဲ့သူ့ကိုပြန်ပြီးတော့ဗောနော်ကိုကလေးလေးဖအေးမျက်နာခေါ်လို့ရအောင်ตาလေးမမသိသမီးလေးမမသိဗောနော်ဖအေးဆိုတဲ့ဟိုခေါ်လေးခေါ်လို့ရအောင်သူတဲကြီးခံတယ်ဒါပေမဲ့ညီမလေးရဲ့လူဆိုတာကတော့ဟိုအတိုင်းနာတစ်ခုရှိတယ်ဗောနော်အတိုင်းနာတစ်ခုရှိတယ်သူ့ကိုကိုကတဲကြီးခံတာအတိုင်းနာလွန်သွားပြီဘောင်ကျော်သွားပြီအမဆိုလို့ရှိရင်သူ့ကိုသူ့ဝေယဝိဆာကိုဝင်ခဏလနဲ့ဝေယဝိဆာအကုန်လုတ်ပေးရတယ် အမဆိုလို့ရှိရင်မညိုညောင်အကုန်လုတ်ပေးရတယ်ဒါမဲ့ဟိုရေရှည်မှအဆင်မပြေလာဘူးမျိုးသမီးတယောက်ကအိမ်အောင်ပြုတ်တယ်ဆိုတာယောက်ျားလေးရဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲအိမ်အောင်ဦးစီးရဲ့လှုပ်ရှားရေးစားကြုံပတ်စံရှမ်းတာတာမရှမ်းတာတာတဲ့ဟိုမိသားစုလေးပျော်ပျော်ရွှင်ရွှင်နေရဖို့ကအရေးကြီးတယ်အမားတို့ကြတော့ဒီလိုမျိုးစိတ်မျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ तू ကသူ့စိတ်မှာအဲ့လိုမျိုးမရှိဘူးမရှိတဲ့ခါကျတော့ဘလောက်တိအောင်ဖြစ်လဲဆိုတော့အမကလေးမွေးဖို့သူ့ရှိရမွေးစိတ်အမတောင်းတာမဟုတ်ဘူးနော် အမရဲ့သူတုံးဖြုံးခဲ့တဲ့သူ့မိသားစုကိုထောက်ပံ့ခဲ့တဲ့ဟာတွေအကုန်လုံးပေါ့နော်အမရဲ့ပစ္စည်းဆုံးရှုံးခဲ့တဲ့ဟာတွေအကုန်လုံးသူ့ရှေ့ကနေပြန်တောင်းတယ်တောင်းတော့သူကပြောတယ်ဆိုတော့အမောင်ခိုင်ချင်တဲ့တရားတိုင်းတဲ့သူကယူမဆိုင်ဘူးတဲ့နစ်ကလေးအတွက်လည်းငါထောက်ပံ့ပေးနိုင်ဘူးတဲ့အမနဲ့ခုနလမှာအမသူ့ကိုပွဲလိုက်တယ်ဘာလို့ဆိုအမမကွဲလဲအဆင်မပြေဘူးလေအဆင်မပြေဘူးဆိုတာအမသူ့လောက်စားလဲမစားရဘူးလက်ရှိမှာအမအိမ်ပေါ်မှာလဲသူကနေတယ် နေတဲ့အခါကျောင်းအမမိပါလဲစိတ်ဆင်းရရတယ်အမမိပါလဲအသက်ကြီးနေပြီစိတ်ဆင်းရလင်မယားချင်းညာဖြစ်တော့အမမိပါလဲဆင်းရနောက်ဆုံးအမဆုံးဖြတ်ချက်ရှာလိုက်တယ်ဒီအမျိုးသားနဲ့အမခလေးအဖေခေါ်ဖို့အမဆက်ပေါင်းမလားဒါမှမဟုတ်အမတားလေးတားလေးပဲမူမူသမီးလေးပဲမူမူငါသားသမီးကြီးလာတဲ့အခါမှာဒီအမျိုးသားနဲ့ငါနဲ့အမြဲတမ်းရံဖြစ်နေငါသားသမီးစိတ်ချမ်းသာမလားအဲ့တော့အမစဉ်းစားရလေပခုံးနှစ်ဖက်ကိုငါတယောက်တည်းထမ်းမလားပခုံးနှစ်ယောက်ရှိတဲ့အချိန်မှာငါငါသူနဲ့ဆက်တွဲမလားအမစဉ်းစားတယ်အဲ့တော့နောက်ဆုံးအမ ို့ဘာကိုဆုံးဖြတ်ရှာလိုက်တယ်အချိန်တန်လို့ငါငါသားသမီးမွေးလာလို့ရှိရင်လေဒီယောက်ျားငါအားကိုးရမှာမဟုတ်ဘူးငါကလေးကိုငါပြန်လုပ်ကျွေးရမှာပဲငါသားသမီးစိတ်ဆင်းရမယ်တူတူဘာမှမထူဘူးနှစ်ယောက်ထမ်းရမယ်ပခုံးငါတစ်ယောက်တည်းတာဝန်ထမ်းမယ်ငါမိသားစုတွေနဲ့ငါသားသမီးတွေပါတာဝန်ထမ်းမယ်ဆိုအမဒီကလေးကိုရအောင်မွေးတယ်ရအောင်မွေးပြီးတော့အခုအမသားလေးကိုအမပါရဲ့အမခြာကျွေးရမိသားစုလည်းမညိုညင်ရဘူးအမခြာကျွေးတဲ့လုပ်ငန်းဒီဟိုအပြင်အလုပ်ထက်စားလို့ရှိရင် မိန်းကလေးတယောက်တည်းဒီဟာဝင်ဝေအများကြီးရတယ်လို့ခေါ်ရမှာပေါ့နော်ခေါ်ရမယ်ဆိုတော့ဟိုသူများအပြင်အလုပ်တွေတက်စားလို့ရှိရင်တော့အမမိသားစုကတော့အလက်တန်းလောက်မှအမရအောင်ထားပေးတယ်အမမိသားစု तू ဖောက်ပြန်နေတာကိုသိတယ်ဒါပေမဲ့ကိုကသူ့ကိုပြောကြည့်တယ်ဒါမဲ့အငွေ့သက်ပြောကြည့်တယ်ပေါ့နော်သူ့ကို တရားဝင်တော့မစွတ်စွဲဘူးမစွတ်စွဲဘူးဘာလို့မစွတ်စွဲလဲဆိုတော့ကိုကအရှင်းဆုံးပြောရလို့ရှိလို့ရှိရင်သူ့ကိုလက်ပူးလက်ကြလဲမမိဘူးမမိတဲ့အခါကျတော့ဒါမဲ့ तू ဖုန်းနေတဲ့မှာဖုန်းနေနဲ့ပြောတယ်အဲ့လိုမျိုးပေါ့နော်ညာဘက်ဆိုလို့ရှိလို့ရှိရင်အမကတခါကျတော့ရှင်အိတ်ရှင်အောင်ဆောင်ပြတယ် तू ကဖုန်းနေနဲ့ message တွေပို့တယ်ဘိုင်ဘာကနေပို့တယ်အမသိတယ်ဒါမဲ့ဟိုအဲ့လိုမျိုးကိုကယ်ဆယ်ကြည့်မယ်ပေါ့ကယ်ဆယ်ကြည့်မယ်ဆိုတာဒီလိုမျိုးပေါ့ပြုတ်ပြင်ကြည့်မယ်ဘာဖြစ်လို့လဲဆိုတော့ ဟိုအိမ်အောင်ရေးမှာအခုကကွဲဝါတဲ့အမျိုးသမီးအမျိုးသားတွေအများကြီးပဲဒါပေမဲ့အမတိထားတဲ့ဟာတခုကဘယ်လိုမျိုးလဲဆိုတော့အမျိုးသမီးကိုယောက်ျားတယောက်ကမနစ်သက်တော့ဘူးဆိုရင်တောင်မှကိုယ့်ရဲ့သွေးသားတန်ရောစင်ဆိုတာရှိသေးတယ်တချို့အိမ်အောင်တွေကွဲတယ်ဒါပေမဲ့ကလေးရဲ့ထောက်ပံ့မှုတွေကလေးကိုတွားကြည့်တာတွေကလေးနဲ့မိဘနဲ့ပေးတွေ့တာတွေဒီလိုမျိုးလေးတွေရှိတယ်ပေါ့နော်သားသမီးတန်ရောစင်နဲ့ဟိုမိမအောင်မတွေ့ကျင်တောင်မှသူ့သားသမီးကိုတစ်လနေနှစ်လနေအဲ့လိုတွေ့တာမျိုးလေးတွေရှိတယ်ကိုကအဲ့လိုမျိုးလေးတွေသူ့ကိုထင်ခဲ့တာ ဒါမဲ့ तू ကလုံးလုံးမိသားစုတန်ရောစင်ဆိုတာဒီကလေးတန်ရောစင်မှာ तू ကလုံးဝမရှိတဲ့အတွက်ကြောင့်အမနောက်ဆုံး꽈တဲ့အဆင့်ထိကိုရောက်သွားတာအမနဲ့ဒီ9လ9ဝင်9လနဲ့အမနဲ့ क्वे ွားတယ် क्वे ွားတဲ့အချိန်မှာ तू တလတော့မကြောက်ဘူးနောက်အမျိုးသမီးကိုကောက်လိုက်တာပဲလက်ရှိမှာလည်း तू နဲ့အဲ့လိုအမျိုးသမီးနဲ့တွဲသွားတာကိုအမမြင်တယ်ဒါမဲ့ပေါ့နော်အမသူ့ကိုတရားစွဲဖို့ထိအမလှုပ်လိုက်တယ်ဒါပေမဲ့အမမိဘကအမကိုနားချတယ်ပေါ့နော်သမီးကိုဝွေကျွေးပါလာလို့ကိုပေးဆက်လိုက်ရပြီ သမီးဆက်လုပ်မယ်ဆိုလို့ရှိရင်လည်းသမီးမှာငွေကုန်မယ်အချိန်ကုန်မယ်အဲ့တော့သမီးဘာလုပ်တော့မှာလဲဆက်ပြီးတော့ဒီအရောမလုံနေတော့ပေါ့နော်ငါသမီးအခုကိုသားလေးနဲ့ဟိုဘဝကိုဘယ်လိုဖြတ်သန်းမလဲငါသားလေးရှိရေးကိုငါဘယ်လောက်ကောင်းအောင်လုပ်ပေးမလဲဆိုတော့ဒီအတွေးပဲတွေးတော့ဆိုပြီးအမေရဲ့နားချမှုနဲ့အမဒီတရားစွဲဖို့အမဖြောက်ဖြောက်လိုက်တာပါသားလေးကအိမ်ပြန်လို့ရှိလို့ရှိရင်သူ့ကိုယ်သူသားသားပေါ့နော် မေမေပေါ့အဲ့လိုမျိုးလေးတွေခေါ်တာလေးလေးရှိတယ်ရှင်ဟုတ်အမောပြေရပါတော့ဟုတ်အမောပြေပါလေရှင်ဟုတ်ညီမပေါ့နော် YB 39မှာမောင်းပါတယ်လို့ညီမကားကိုတွေ့လို့ရှိလို့ရှိရင်လည်းခီးတယ်လေးအားပေးကြပါအောင်လို့ဟုတ်ကျေးဇူးတင်ပါတယ်ရှင်